ါစကာပွဲပြီးနောက်ဗုဒ္ဓဟူးနေ့ရှင်လုကာအေဝံဂေလိကျမ်းအခန်းကြီး24အခန်းငယ်73မှ35ထိုတနေ့ဒီတွင်ပင် သူတို့အထက်မှနှစ်ဦးသည်ဂျေရုဇလင်မြို့မှခုနှစ်မိုင်ခန့်ဝေသောအီမာဥယွာသို့ခရီးသွားကြ၏လန်ခီးတွင် သူတို့သည်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုကြလေ၏ ထို့သောသူတို့ချင်းချင်းပြောဆိုဆွေးနွေးလျက်ရှိစဉ်ယေရှုကိုယ်တိုင်ချင်းကပ်လာ၍သူတို့နှင့်အတူခီးသွားတော်မူ၏တို့ရာတွင်ကိုတော်ဖြစ်သည်ကိုမမှတ်မိစေရန်သူတို့၏မျက်စီများသည်ထိမ့်ချုပ်ခြင်းခံကြရ၏ကိုတော်ကသင်တို့သည်ခီးသွားစဉ်မိမိအကြောင်းအရာကိုဆွေးနွေးပြောဆိုကြသည်နည်းဟုသူတို့အားမေးတော်မူ၏ထိုအခါသူတို့သည်ဝမ်းနှင့်ကြေကွဲသောမျက်နှာနှင့်ရက်တန့်သွားကြလေ၏ထိုနောက်သူတို့တွင် ကလီယိုဖာအမည်ရှိသောသူကဂျေရုဆလင်မြို့၌တင်တူးရက်သာဧည့်သည်ဖြစ်လျက်ဤနေ့ရများတွင်ဤမြို့၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို မသိပါသလောဟု ပြန်မေးလေ၏ကိုရောကလည်းမြည်သည့်အကြောင်းအရာများဤဟုမေးတော်မူလျင်သူတို့ကပြန်ဖြေသည်မှာဖျားသခင်နှင့်လူပေါင်းတို့၏ရှေ့မျက်မှောက်တွင်အပြုအမူနှင့်ဟောပြောချက်တို့၌တကိုးကြီးသောပရောဖက်ဖြစ်သည့်နာဇရက်မြို့သားယေရှု၏အကြောင်းနှင့် ကျွန်တော်တို့ယဟန်ကြီးကဲများနှင့်အုပ်ချုပ်သူအရာရှိတို့သည်သူကိုတေးတန်းစီရင်ရန်အနှံ့ကြ၍လောဝကားတိုင်တင်ကြသည့်အကြောင်းများပင်ဖြစ်ပါသည်ကျွန်တော်တို့အမူကားသူသည်အစ္စရာအယ်လူမျိုးကိုကယ်တင်မည်သူဖြစ်သည်ဟု၍မျှော်လင့်ထားခဲ့ကြ၏ထိုမြမကားသည်ဤနေ့သည် ထိုအကြောင်းအရာများဖြစ်ခဲ့ပြီးသုံးရမြောက်သောနေ့ဖြစ်ပါသည် ထို့အပြင်ကျွန်တော်တို့အထက်မှအချို့သောအမျိုးသမီးများသည် ကျွန်တော်တို့ကိုအာအသင့်စေခဲ့ပါသည် ူတို့သည်ယနေ့နာနဲ့စောစောတွင်တင်ကျိုင်းတော်သို့သွားခဲ့ကြပြီးကိုတော်၏အလောင်းတော်ကိုမတွေ့ခဲ့ကြပေသူတို့သည် ပြန်လာ၍ကိုတော်သည်အသက်ရှင်လျက်ရှိသည်ဟု ပြောဆိုသောကောင်းဝင်တပန်တော်များကို တွေ့မြင်ခဲ့ကြကြောင်းပြောပြကြပါသည်ထိုအခါကျွန်ုပ်တို့နှင့်အတူရှိနေသော သူများထဲမှအချို့သည်တင်ကျိုင်းတော်သို့သွားကြရာအမျိုးသမီးများပြောခဲ့သည့်အတိုင်တွေ့မြင်ခဲ့ကြတော်လဲကိုရော့ကိုမူမတွေ့ခဲ့ကြပါဟု ဆိုကြလေ၏ ထိုအခါကိုရောက"အိုမိုက်မဲသောလူတို့၊ပရောဖက်တို့ဟောပြောခဲ့သမျှကို သင်တို့ယုံကြည်စေရန်နှောက်နှေးကြလေပြီတကားခရစ်တော်သည်မိမိဘုန်းတော်ကုံတော်သို့ကြွဝင်ရန်အတွက်ဤအရာများကို ခံထမ်းရန်လိုအပ်သည်မဟုတ်လောဟုမိန့်တော်မူ၏။ထိုနောက်ကိုရောသည်မိုးဆံမှဆ၍ပရောဖက်ရှိသမျှတို့ကမိမိကိုအကြောင်းပြုလျက်ရေးထားသောကြမ်းချက်များ၏အတိတ်ဘယ်ကိုသူတို့အားရှင်းလင်းဖော်ပြတော်မူ၏။ သူတို့ခရီးပြုနေသည့်ရွာအနီးသို့ရောက်ကြသောအခါကိုရောသည် ရှေ့သို့ခရီးဆက်မိဟန်ပြုတော်မူ၏ထို့သောသူတို့ကကျွန်ုပ်တို့နှင့်အတူတဲခိုပါအဘယ်ကြောင့်ဆိုသောညံ့နေဆောင်၍နေတာလဲကုံလူနီးပါပြီဟုအနူးညွတ်တောင်းပန်ကြသဖြင့်ကိုရောသည် သူတို့နှင့်အတူဝင်၍တဲခိုတော်မူ၏ကိုရောသည်သူတို့နှင့်အတူစပွဲ၌ရှိတော်မူသောအခါပေါမွန်ကိုယူ၍ကောင်းကြီးပေးပြီးမှဖဲ့၍၎င်းကိုသူတို့အားပေးတော်မူ၏ ထိုကားသူတို့၏မျက်စီများပွင့်လာကြ၍သူတို့သည်ကိုရောဖြစ်မှန်းသိကြလေ၏ကိုရောသည်လည်းသူတို့၏မြင်ကွင်းမှပျောက်ကွယ်သွားတော်မူ၏သူတို့ကလန်ခီ၌ကိုရောသည်ငါတို့နှင့်အတူစကားပြောလျက်ကျမ်းစာတော်မြတ်၏အ내အတိတ်ဘဲကိုရှင်းလင်းဖွဲ့ဆိုတော်မူသောအခါငါတို့၏နှလုံးသားများသည်ငါတို့အတွင်း၌မိရှံကဲ့သို့တောက်လောင်နေခဲ့သည်မဟုတ်လောဟုအချင်းချင်းပြောဆိုကြ၏သူတို့သည်လည်းထိုချိန်၌ပင်ထား၍ ်ဂျေရုဇလင်မြို့သို့ပြန်သွားကြပြီလျင်တကြိတ်တပားနှင့်သူတို့၏အပေါင်းအဖော်များနှင့်အတူစုဝေးနေကြသည်ကိုတွေ့ကြ၏ထိုသူတို့ကသခင်ဖျားသည်ဧကံအမှန်ရှင်မြန်ထမြောက်တော်မူပြီးကိုတော်သည်စီမုံကိုထင်ရှားပြတော်မူပြီးဟုဆိုကြ၏ထိုကားထိုသူနှစ်ယောက်တို့သည်လည်းလန်ခီ၌ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကို၎င်းပေါမို့ကိုဖဲ့တော်မူရာ၌ကိုတော်ဖြစ်ကြောင်းသိရသည်ကို၎င်းပြောပြကြလေ၏ ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီဒီနေ့ဧဝံဂေလိကျမ်းမှာကြားတဲ့တမန်တော်ရဲ့အဖြစ်ပြဟာကျွန်တော်တို့ရဲ့အဖြစ်ပြနဲ့လည်းဆင်ပါတယ်မျောလင်းချက်မဲ့ကောင်းမဲ့နေတယ်စိတ်ပြအားငယ်နေတယ်ရည်ရွယ်ချက်လည်းမရှိဘူးဥဒရာတွားနေတဲ့ပုံစံမျိုး ရှိနေပါတယ်ဖျားသခင်ဘယ်မှာရှိသလဲဆိုတာကို မသိတော့တဲ့အခြေအနေမှာရှိပါတယ်ဒါပေမဲ့ တို့မထင်ထားတဲ့နေ့မမျော်လင့်ထားတဲ့နေ့နဲ့ဖျားသခင်ကတို့ကိုအဖို့ပြုနေပါတယ်အတူခီးသွားဖို့အဖြစ်ပါရှိနေသလိုနှုတ်ကပတ်တော်အဖြစ်လည်းရှိနေသလိုဆက်ဂရမန်တူအဖြစ်အထူးသဖြင့်ကိုရောမြတ်ဆက်ဂရမန်တူအဖြစ်အတူရှိနေတယ်ဆိုတဲ့အချက်ကိုပေါ်ပြလိုက်ခြင်းလည်းပဲဖြစ်ပါတယ်ထမြောက်ပြီးသားပုဂ္ဂိုလ်ထမြောက်ပြီးတဲ့အချိန်မှာဖျားသခင်ဟာလူတွေနဲ့ရှိနေခြင်းဟာအဆင့်တစ်မျိုးပုံစံတစ်မျိုးဖြစ်လာပါတယ် အပေါ်ယံအပြင်ပပုံစံမျိုးမဟုတ်ဘဲပို၍နှက်ဆိုင်တဲ့နေဝိညာဉ်တော်၌နှုတ်ကပတော်အဖြစ်ဆက်ဂရမန်တူတွေအဖြစ်ပုံမူနှက်ဆိုင်စွာတည်ရှိလာနေတယ်ဆိုတာကိုကျွန်တော်တို့သိလာကြရပါတယ်အသင်းတော်ကြီးတစ်ခုလုံးခေဆက်ဆက်ကြုံတွေ့လာကြရတာလည်းဒါပဲဖြစ်ပါတယ်ဖျားဟာတို့ရဲ့အနီးပါးမှာရှိနေပြီဘယ်ထိအောင်ရှိနေလဲဆိုရင်တို့ပိုင်နဲ့ပိုင်ဆိုင်ရာအဖြစ်နဲ့ရှိလာခြင်းပဲဖြစ်ပါတယ် ပထမကျမ်းမှာတမန်တော်ဝိတုခန်းကြီး3မှာ စိန်ပီတယ်ပြောတာဒါပဲဖြစ်ပါတယ်။ငါတခြားပြည့်စရာမရှိဘူး။ဂျေဇူးဤနာမတော်၌ရှောက်သွားလို့ဆိုတာ။တခြားပြည့်စရာမရှိဘူး။ဒါပေမဲ့ဂျေဇူးဤနာမတော်ဆိုတဲ့နေရာမှာသူပိုင်နေတဲ့အရာကိုသူဖော်ပြလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။မနေ့ကတော့မာရီယာမာဒလင်နာအကြောင်းကိုကျွန်တော်တို့ထောက်ရှုစဉ်းစားကြပါတယ်။ဖျားသိခင်ကိုမြင်ပြီးတဲ့နောက်မြင်ရင်ဒီတိုင်း ဘာမှမဖြစ်ဘဲနေနေတာမဟုတ်ပဲမြင်ပြီးပြီးဆိုရင်ရရှိပိုင်ဆိုင်လိုက်ပြီးလည်းပဲဖြစ်ပါတယ်ဒါဟာယုံကြည်ခြင်းပါပဲယုံကြည်ခြင်း၌ဖျားသိခင်ကိုမြင်လာတယ်ယုံကြည်ခြင်း၌ဖျားသိခင်ကိုပိုင်လာတယ်ဘယ်လိုပဲဖြစ်ဖြစ်ဘဝခီးလမ်းမှာဘယ်လိုပဲစိတ်ပြက်စရာအားငယ်စရာမျောလင်းကြမဲ့စရာအခြေအနေအာကုန်စရာဘယ်လိုပဲရှိနေရှိနေယုံကြည်ခြင်း၌သူရှိတယ်ဆိုတာကိုခေတ်ဆက်ဆက်ယုံကြည်သူတွေနှက်ဆိုင်စွာယုံကြည်ခဲ့ကြပါတယ် သာသနာတော်ကြီးတစ်ခုနဲ့လည်းဒီချက်ကို အလေးနက်အမြဲတမ်းကြုံတွေ့ကြရပါတယ်ဆိုတာကို ပြန်လည်းသတိရရင်းနဲ့ကျွန်တော်တို့တယောက်စီလည်းပဲဖျားသခင် ဖွင့်ရောက်တည်ရှိနေခြင်းအထူးသဖြင့်ကျွန်တော်တို့ဘဝထဲမှာကျွန်တော်တို့ရဲ့ပိုင်ဆိုင်ရာအဖြစ်တည်ရှိနေခြင်းကို အမြဲတမ်းသတိရရင်းသူ့ကို အမြဲတမ်းပဲမျက်မှောက်ပြုသူ့ရဲ့တည်ရှိမှုကိုအမြဲသတိရနိုင်ဖို့အတွက်သူ့ရဲ့ခြေဆုတော်တွေကိုတောင်းခံကြပါစို့ ကိုရိုင်းမျက်မှောက်တော်ကိုတနေ့တခြားတပြည့်တော်တို့ပုံမူသိမြင်လာနိုင်စေတော်မူပါ